အိုက်ဒေါ်ဂျီလိုလောင်းပြောင်းခဲ့ပေမဲ့ပွဲပြီးမှမျက်ရည်နဲ့မျက်ခွက်ဖိခဲ့ရတဲ့ဆိုပေါ်စလိုင်းဟန်ဂရီရဲ့ရည်ရင်တင်းကောင်းဆောင်2မိနစ်ဆိုပေါ်စလိုင်းကသူ့ရဲ့အိုက်ဒေါ်ဖြစ်သူရော်နယ်ဒိုရဲ့လောရက်ကိုအတူခိုးပြီးတိုင်းမဲ့အတင်းသားတွေကိုလောင်းပြောင်းခဲ့ရမှာဘရွန်နိုကရဲ့ချက်ချင်းလက်ငင်းပြစ်ဒဏ်ကိုပြန်လည်ခံစားခဲ့ရပါတယ်ဟန်ဂရီကွင်းမှာကစားခဲ့ရတဲ့အိုင်ယန်လန်တင်းနဲ့ကမ္ဘာပလာခြေစစ်ပွဲစဉ်မှာဆိုပေါ်စလိုင်းတို့အစားပိုင်းမှာရလဒ်ကောင်းနေရှိမဲ့ပုံပေါ်ခဲ့ပေမဲ့နောက်ဆုံးတော့အတင်းရဲ့ကမ္ဘာပလာဝင်ကုန်းကိုပါဆုံးရှုံးစေခဲ့တဲ့ငရေကန်တစ်ခုဖြစ်ခဲ့ရပါတယ်အဲ့ဒီရည်ကြီးတဲ့ခြေစစ်ပွဲမှာဟန်ဂရီတင်းကအိုင်ယန်လန်တင်းကိုနိုင်ငံရှိခဲ့ပါကဒါမှမဟုတ်အနည်းဆုံးဒီအကြောင်းလောက်နဲ့လာမယ့်ကမ္ဘာပလာခြေစစ်ပွဲမှာအသက်ဆက်ရှင်ခွင့်ရှိမှာဖြစ်ပါတယ် ပွဲဆက်စားကြမှာပဲဟန်ဂရီဒင်းကောင်းဆောင်ဆူပေါ်စလိုင်းကပရိသတ်ရဲ့မျိုးလင်းချက်နဲ့ညီအဖွင့်ကိုကိုတွင်းယူပေးခဲ့ပါတယ်။ကိုတွင်းပြည့်ရဲ့နောက်မှာတော့ဆူပေါ်စလိုင်းကသူ့ရဲ့ idol ဖြစ်တဲ့ Ronaldo လို့ဖွင့်ရတဲ့အတိုင်း တဖက်ဒီနာရီကိုလောင်ပြောင်းတဲ့အနေနဲ့ငိုရဲဟန်လှုပ်ပြီးအောင်ပွဲခံခဲ့ပါတယ်။အဲ့ဒီလိုရဲကရော်နယ်ဒိုရဲ့အာယန်လန်တင်းနဲ့ကစားခဲ့ပွဲရဲ့အရင်ပွဲစဉ်မှာအာယန်လန်ပရိသတ်တွေကိုလောင်ပြောင်းခဲ့တဲ့ဖြစ်ပျက်ကိုမလိုအပ်ဖဲအတူခိုးခဲ့ခြင်းဖြစ်ပြီးသူ့ရဲ့မမမှုကိုပြတ်သားလိုက်ခြင်းလည်းဖြစ်ပါတယ်။ Super Slime ရဲ့ဒီလိုမျိုးလောင်ပြောင်းမှုကဂျာရှင်မခံခဲ့ပဲသူတို့ရဲ့ခါးတီးတဲ့နောက်ဆက်တော့ရလဒ်တွေကကြံရိုက်ခဲ့ပါတယ်။ပြီးတဲ့ခြေစီပွဲတစ်ပွဲတုန်းက Super Slime ရဲ့ Idol Ronaldo ကိုနှစ်ကိုးပြတ်နဲ့လက်စင်ပေးသွားတဲ့အာယန်လန်တင်းရဲ့လူငယ်တိုက်စစ်ကစားမလေး Ryan Parrot ကပဲဒီဘက်မှာခါးတီးတဲ့လက်တော့ပြတ်မှုကိုဂိုးရလဒ်နဲ့ပဲပြန်လည်ချိပသွားခဲ့ပါတယ်။ ပါရောကစူပါဆလိုင်းရအောင်ဝဲခံမှုကိုဂရုမစိုက်ပဲအကောင်းဆုံးတိုက်စစ်ဆင်ပြီးဟန်ဂရီတင်းရဲ့ခံစစ်ကိုထိုးပေါက်ကအကွင့်ရေးတိုင်းကိုအကောင်းဆုံးဆုံးသတ်နိုင်ခဲ့တဲ့အတွက်ဟက်ထရစ်တီရယူသွားနိုင်ခဲ့ပါတယ်။ဒါသူတို့ကိုလောင်မြောင်ခဲ့တဲ့စူပါဆလိုင်းကိုပါရောကဟက်ထရစ်နဲ့တက်ကြီးသွားတာခံလိုက်ရတဲ့သဘောဖြစ်ပြီးဘောလုံးမတူဦးနေပြောနေမှာဟုတ်ပဲဆွမ်းဆောင်ရင်းနဲ့အကောင်းဆုံးပြန်လည်တုပ်ပြန်လိုက်ခြင်းလည်းဖြစ်ပါတယ်။ပါရောရဲ့ထူးချင်းတဲ့ဆွမ်းဆောင်ရင်းကြောင့်ပဲအိုင်ယာလန်တင်းက3ဂိုးတကူနဲ့အနိုင်ရရှိသွားခဲ့ပြီးကမ္ဘာ့ခြေစစ်ပွဲမှာပလေးရော့ကစားဝင်ရသွားခဲ့ပါတယ်။ပါရောရဲ့ဟန်ဂရီတင်းရဲ့ခြေစစ်ပွဲကိုဆုံးသတ်လိုက်တဲ့ဟက်ထရစ်ကြောင့်ပဲကံကြမ္မာကဒမိုးလုံးမောင်းသွားခဲ့ပါတယ်။ အရင်လေတင်းကဒီနိုင်ပွဲကြောင့်မဲ့ကမ္ဘာပလကစားကွင်းကိုတဝက်လောက်ထိရရှိသွားခဲ့ပြီဖြစ်ပြီးအုပ်စုဒုတိယနေရာတွေကကောင်းဆုံးအနေတောက်ကိုရောက်ရှိခဲ့ပါတယ်။စံချင်မှာအဖြစ်အနိုင်ရဖို့ဒါမှမဟုတ်အနည်းဆုံးတီးရဖို့လိုအပ်ခဲ့တဲ့ဟန်ဂရီမှာတော့ကမ္ဘာပလဝင်ငွေကိုပါဆုံးရှုံးလိုက်ရပါတော့တယ်။ Super Slime နဲ့ Golden Yu ပြီးတဲ့နောက်မှာတော့ Idol ကိုတူခိုးပြီးမလိုအပ်ဖက်လောက်ပြောင်းခဲ့တဲ့ဂျိုးဆက်ကအချက်ရစရာနဲ့ပဲအတင်းရဲ့အိမ်မက်တစ်ခုလုံးကိုပျက်စီးသွားစေခဲ့ပြီးအရေးကန်းဖြစ်ဆုံးတက်ခဲ့ရတာဖြစ်ပါတယ်။ဘလုံးလုံးကမှမောင်းမမွေရဲ့ဖြစ်တဲ့ကအမြဲတမ်းလိုမျက်စံပြီးပြင်းထန်တတ်တဲ့ဆိုတာကို Super Slime တောင်းနိုင်ချင်းစွာတင်ငန်းစာရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ Okay, I'm going to check